ွားအဖေအမေနဲ့ညီမလေးတို့ကိုဆုံးရှုံးထားတဲ့တူလေးအတွက်လက်တို့လက်တောင်းအလုပ်တွေကိုခိုင်းစေဖို့ရွှေတူကလေးတယောက်ကိုငားရမ်းထားတဲ့အတွက်အမြင်မတော်ဖြစ်နေကြောင်းဝေဖန်ခံနေရတဲ့ရင်းနောက်ရဲ့ဇနီးမနှင်းစီလင်းဝင်မင်္ဂလာပါပရိသတ်ကြီးရေအစိုးရရဲနောင်ရဲ့ဇနီးဖြစ်သူမနှင်းစီလင်ဝင်းကတော့ဒုက္ခဒိုင်မွန်စိန်တားရဲ့ဒုတိယမြောက်သမီးငယ်ဖြစ်ပြီးပြီးခဲ့တဲ့ငလင်ကာလအတွင်းမှာတော့မိခင်ဖြစ်သူနဲ့အတူအမခဲဟိုဖြစ်သူနဲ့တူမအငယ်လေးတို့ကိုဆုံးရှုံးထားရတာလည်းဖြစ်ပါတယ် အမအကြီးကမွေးတဲ့သားကြီးလေးကတော့ငလင်လောက်ခတ်ချိန်မှာကွန်ဒိုမှာရှိမနေခဲ့တဲ့အတွက်အသက်ဘေးကနေလွတ်မြောက်ခဲ့ရတာဖြစ်ပြီးမနှင်းစီလင်းဝင်းကသူ့ရဲ့တူလေးကိုသားအရင်နဲ့မချာပြုစုဆောင်ရှောက်သွားမှဖြစ်တယ်လို့လူမှုကွန်ရက်ပေါ်မှာဓာတ်ပုံလေးကိုဖော်ပြရင်းနဲ့ပြောပြလာခဲ့တာဖြစ်ပါတယ်။အဆိုပါဓာတ်ပုံထဲမှာတော့တူလေးဖြစ်သူဝါဆိုရဲ့နှဘေးမှာတတူရွယ်တူကလေးငယ်တဦးကခိုင်းပေါ်ခိုင်းပတ်တယောက်အနေနဲ့ရက်ခတ်ပေးနေရတဲ့ပုံလေးဖြစ်တာကြောင့်တချို့သောသူတွေရဲ့ဝေဖန်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံနဲ့ပတ်သက်ပြီးဘေးကကလေးလေးကရက်ခတ်ပေးနေရတာလားမသိဘူးအဲ့ဒီကလေးလေးကို အရင်မြင်မိတာအော်ဘဝတွေကကွာခြားလိုက်တာအခန်းထဲမှာအဲကွန်းတော့ဖွင့်ထားမှလားလို့လေးဆိုပြီးတော့တစုံတယောက်ကပြောလာခဲ့တာဖြစ်ပြီးမနင်းစီလင်းဝင်းကတော့သားနဲ့ဆော့ဖို့ဝေယဝစ်ဆလုပ်ပေးဖို့အကူခေါ်ထားတာပါကလေးကအမြဲပေးမှလူတယောက်ထားနေကြပါသူနဲ့အမြဲနေနေကြသူတွေကငလင်နဲ့ပါသွားတာမို့အချင်းဆိုသလိုလူရှာထားရတာမို့အရွယ်နဲ့နဲ့ငယ်နေတာပါ ချင်းရန်ပေါ်တာမှုရမခတ်ရင်ချင်းတအားကြိုက်ပါတယ်။လာလုံးတဲ့ကလေးကလည်းငွေကိုလိုအပ်တဲ့သူကျမတို့ကလည်းကလေးရဲ့ဘေးနားမှာလူလိုအပ်တာမို့လူသားချင်းမဆာမနာတော့မဖြစ်ပါဘူးရှင်။အဲ့ဒီကလေးနဲ့ညီမျှတာပဲခိုင်းတာပါ။ရက်ခတ်ပေးတာတို့စာအုပ်ရှာပေးတာတို့ရေဘူးယူပေးတာတို့လောက်ပါပဲရှင်။လူကြီးရဲ့လို့လုပ်ပေးတဲ့သူက၄ယောက်တက်တက်ရှိပါတယ်။အခုကလေးလေးကလည်းဒီအိမ်မှာသူ့အရင်တက်တာလို့တက်တက်လုံးနေကြမှာလေလို့တောင်ပြောနေတာပါ အရင်သူကအုတ်ထမ်းရနေပူထဲမှာအလုတ်ကျန်းတွေတဏီကုံလောက်ရတာမို့တအားပင်ပန်းလာလို့ပြောပါတယ်ဟုဆိုကမနှင်းစီလင်းဝင်းကပြန်လဲဖြည့်ရှင်းထားတာလည်းဖြစ်ပါတယ်မနှင်းစီလင်းဝင်းကတော့သူရဲ့တူလေးဝါဆိုတဲ့အတွက်ဘာမဆိုဖြစ်စီပြိမဲ့သူတယောက်အနေနဲ့အခုလိုပြန်လဲဖြည့်ရှင်းသွားတာလည်းဖြစ်ပါတယ်